ကျမတို့ရဲ့ weekend နိုင်ငံသားစီးရုံများဝန်ဆောင်မှုကုမ္ပဏီက2015ခုနှစ်ကနေစတင်ခဲ့ပြီးယခုဆိုလည်းစေစုနှစ်တခုသာရှိခဲ့ပြီးခုခုပေါင်းဒုနာအရေးအတွက်တထောင်ကျော်ကိုနိုင်ငံသားတို့စေကူတာမှုခံရရဲ့အတွက်အကောင်းဆုံးဝန်ဆောင်မှုများပေး၍ကူညီပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါရဲ့ရှင်။ပြန်လျှောက်လာလျှောက်လာနိုင်မလို့လုံးဝမထင်ထားဘူး။ ိုလုံးဝဒီအရာရုံမှာပဲလုံးဝလှဲနေရတော့မယ်လို့ထင်ထားတာပေါ့နော်အဲ့ရနေလုံးလုံးလမ်းလျှောက်လာနိုင်တဲ့အတွက်လဲဆရာကြီးကိုအရင်ကြည့်ဖို့တမန်ပေးကြောလဲတယ်ပေးကြောတုံးချောင်းလုံးလဲလိုက်တယ်ဒီရှိတော့ကထုတ်ပြီးအဲ့ရရှိတော့ပေးကြောထုတ်ပြီးရှင်ဘယ်လိုဖြစ်ဒီတော့ဆက်လဲကလေးကမွေးရပါတဲ့လို့ယောဂပါတယ်ပြီးနှလုံးမှာအပေါက်လဲပါပေါ့နော်အဲ့ခွဲပြီးနောက်ပိုင်းတော့ဟိုပုံမှန်လိုပဲမမောတော့ဘူးသွားနိုင်လာနိုင်တယ်အခုလိုပဲအခုစောခွဲဆိုင်ပြီးသွားတဲ့နောက်ပိုင်းတော့ကလေးကဆော့လဲဆော့တယ်ဗျာကလေးထက်တန်းလူပဲ ကကောင်းမွန်အေးဆေးဖြစ်သွားပါပြီ။တောက်ကစေးဖို့တော့မဟုတ်လဲဖို့လိုတယ်လို့ပြောလိုက်ကြတဲ့ကျွန်တော်ကတော့ဒါခွဲမယ်ဆိုရင်ခွဲမယ်စေးဖို့တော့စိတ်မကူဘူးအဲ့လိုဆုံးဖြတ်ထားတာဖြစ်ပါတယ်ငယ်လည်းငယ်သေးရဆိုတော့လေစိတ်မဆိုရင်ဒါနောက်ဟို20 30 40လောက်တည်းကတော့ရောက်ဆေးရမှာလေတဲ့အဲ့လိုဆိုခွဲအဲ့အစားထုတ်လိုက်တာအကောင်းဆုံးပဲဆိုပြီးတော့ ထုတ်လိုက်တာဆိုတော့အဲ့တော့တောက်ကတခုဖြစ်မဲ့ဆိုရင်လည်းအဲ့တော့အဲ့ချထုတ်ရမှာပေါ့။တချို့ဆိုရင်လည်းဦးလေးတို့လင်မယောက်ကိုကြောက်ကလဲထားတယ်လို့တော့မှမထင်ကြဘူးပေါ့။အဲ့လောက်ကြည့်ပေါ့။ကြောက်ကကလဲထားမှာပြောတချို့ဆိုပြောမှသိရဲ့။ဦးလေးတို့လိုပဲဖြစ်လာတဲ့လူတွေလည်းအဲ့မှာတွားရောက်ပြီးတော့ကိုဆိုင်တို့နဲ့ဆက်သွယ်ပြီးတော့တွားရောက်ပြီးတော့ကုသစေခြင်းနဲ့ပေါ့။အော်ကျွန်တော်ကျမရအခုပဲဒီလိုလာနေတယ်တော်တော်ကောင်းပါပြီတော်တော်ချင်ပါတယ်။ဘာတစ်ခုမှကြိုက်ခဲနာခြင်းဘာတစ်ခုမှမဖြစ်ဘူး။ ကျွန်တော်ပြောချင်တာတော့လိုပဲပြီးပြီးကိုယ်ကခက်ခဲတစ်ခုဖြစ်ပြီဆိုရင်ခိုင်းလို့ရဆက်သွယ်ပြီးတော့အိန္ဒိယမှာစေးကူရင်တော့တည်ထားတယ်ပြန်ကောင်းမယ်လို့တာတွက်လိုက်တကယ်ဟိုတော်ပါတယ်တကယ်လည်းကောင်းကြပါတယ်တကယ်ပြောချင်ပါတယ်